ဒီနေ့သင်ခန်းစာကိုလေ့လာပြီးရင်တကယ်နားလည်မလဲသိရဖို့ဆရာက comment မအောင်ပါဒီပုံစံလေးကိုတုံ့ပြန်စာကြောင်းတစ်ချောင်းရေးခဲ့ပါအောင်ဆရာပြန်ရှင်းပြမယ်မနေ့ကလည်းရှင်းပြပြီးပြီဆိုးဆိုတာအလွန်လို့အတိတ်ပဲထွက်တယ်တူးနောက်မှာဒီမှာ adjective လာလိမ့်မယ်ဒီကောင်ကအလွန်အထာဖြစ်တယ် that ဒါကြောင့်ဆိုပြီးတော့ဒီနောက်မှာ subject verb ဘာတွေဖြစ်ပါရဲ့ဆိုရက်အတိတ်ပဲထွက်မယ်ဒီကအကြောင်းကြောင့်ဒီကအကျိုးတွေဖြစ်ပါရဲ့ဆိုတာအတိတ်ပဲထွက်တယ်ဒီကြည့်အောင်ငါတို့ရဲ့ရွာကအလွန်ငိမ့်ချဲနေတယ်အလွန်ငိမ့်ချဲနေဆိုရက်အကြောင်းလေးဒါကြောင့်မှတ်လာပြီး သူ့နောက်မှာဘာအကျိုးဖြစ်လာလဲလူတွေကဒီမှာနေရတာကိုနှစ်သက်တယ်ဆိုအကျိုးဖြစ်လာတယ်အဲ့ဒါကိုရေးလိုက်အောင်ဟာတို့ရဲ့ရွာဆိုတော့ our village အဲ subject ပြီးသွားပြီ subject ပြီးပဲသွားမလဲ verb ကိုသွားမယ်ဒီမှာ verb တော့မပါဘူးငြိမ်းချမ်းသောဆိုတော့ peaceful ဆိုတဲ့ adjective ပဲပါတယ် adjective သောကိုဒီဖြစ်အောင်ဒီရှိမှာ a miss ာထည့်လိုက်မယ် our village is peaceful ငါတို့ရဲ့ရွာလေးကငြိမ်းချမ်းတယ်အလွန်ဖြစ်အောင်ဒီမှာ so နဲ့တွဲလိုက်မယ် so adjective ဆိုတော့ so adjective တွဲလိုက်ပြီအဲ့တော့ our village is so peaceful အလွန်ငြိမ်းချမ်းတယ်ဒါကြောင့်ဆိုတော့ that လူတွေကဒီမှာနေရတာကိုနှစ်သက်တယ်လူတွေဆိုတော့ people စပ်ပြပြပါလာမလဲ verb လာမယ် verb ကနောက်ဆုံးမှရှိတယ်နှစ်သက်တယ်ဆိုတော့ like ရှိတယ် love ရှိတယ် love ဘာလို့ကတော့နှစ်သက်လဲနေရတာကိုနှစ်သက်တယ် do ရန်ဖို့ရတာအဲ့ဒါဒီအင်္ဂလိပ်လို to နဲ့ရေးရတယ်အဲ့တော့နေရရဆိုတော့ to live အမှန်နေရတာလဲဒီမှာနေရတာဆိုတော့ here so our village is so peaceful ကတော့ရွာအလုံးငြိမ်းချမ်းပါရဲ့ဒါဒါကြောင့်ပဲ people love to live here လူရက်ဒီမှာနေရတယ်နှစ်သက်တာပါလေကလည်းအလွန်လက်ဆက်တယ်လေကလည်းဟုတ်ပြီဒီအန်ဒီကောင်ဒဲလို့မစတတ်မထောက်ဒီကောင်အာတန်နဲ့စားတဲ့အလုံးဆိုရင်ဒီကောင်ဒီလို့ထားအဲဆိုတာအာတန်လေးနဲ့စားတယ်အေးအာယူနဲ့မစားဘူးဆိုတာကိုလည်းမဆိုင်ဘူးဆိုတာကိုလည်းဆရာဒီရှိရဗီဒီယိုတွေမှာပြောခဲ့ပြီးပြီအဲ့တော့ဒီအန်လက်ဆက်တာ fresh ဘာဖြစ်နေလဲ adjective ဖြစ်နေတယ် is like တော့လက်ဆက်တော့ဒီလက်ဆက်ဒီဖြစ်သွားပြီအလွန်ဖြစ်အောင် so ပါထည့်လိုက်တော့ so fresh အလွန်လက်ဆက်သွားပြီအဲ့တော့ the air is so fresh လေကအလွန်လက်ဆက်တယ်ဒါကြောင့်ပဲဆိုတော့လက်ထဲမယ်တန်းတော့မှာပါလားမလဲလူတိုင်းကအပန်းပြေတာကိုခံစားရတယ်လူတိုင်းဆိုတော့ everyone စပ်ပြပြီးတိုင်းပဲသွားမလဲ verb ကိုသွားမယ် verb ကပါလေခံစားရတယ်ဆိုတော့ feel everyone ဒီလူတိုင်းဆိုတော့အများလူလူပါလို့ထင်ရစရာရှိပေမယ် every ပါရင်တစ်ခုကိန်းသဘောပဲစောင်းတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘဝမှာ as ထည့်လိုက်ရမယ် everyone feel ဘာခံစားရလဲအပန်းပြေတာကိုခံစားရဆိုတော့ i e l e x e d relax ဒါ adjective ပန်းပြေတာကို feel ခံစားရပါတယ်တဲ့။နောက်တစ်ပင်တွေကလည်းအလွန်ဆိုင်းဆုံနေတယ်ဟုတ်ပြီလောက်မှာတစ်ပင် the trees ဆက်ပြပြီးသားပြီးဆက်ပြပြီးပါလာမလဲ vert လာမယ် vert တော့မပါဘူးဆိုင်းဆွဲဆွဲ green ရှိတယ်။တော့ဒီဖြောင် is ထက်လိုက်မယ်အလွန်ပေါအောင်စိုးထက်လိုက်မယ် the tree is ပဲဟုတ်မယ်တစ်ပင်ကများတော့အာပေါ့ the tree are so green တစ်ပင်ကအလွန်ဆိုင်းဆုံနေတယ်ဒါကြောင့်မဲဆိုတော့ that နေရာတစ်ခုလုံးနေရာတစ်ခုလုံးမလို့လဲဆိုရင် the whole place ဒါပါပြီးတော့လဲဆက်ပြတ်ပြီးသွားပြီဆက်ပြတ်ပြီးရင် verb ကိုသွားမယ်ပုံပေါ်တယ်ပုံပေါ်တာ look လို့ခေါ်တယ်နေရာတစ်ခုလုံးဆိုတာတစ်ခုလုံးဆိုတာတစ်ခုတဲ့သဘောပြောင်းဆောင်းဝါးယူဖြစ်လို့ကြောင်းဘာဝမှာ s ထည့်ရမယ် the whole place looks လာပါတော့ the beautiful လူတွေကလည်းအလွန်ကျင်နာတတ်တယ်ဟုတ်ပြီလူတွေကလည်းဆိုတော့ people လူတွေကလည်းဆက်ပြတ်ပြီးသွားရင်မလုပ်မလဲကျင်နာတတ်တယ်ဆိုတော့လူတွေလည်း kind အလွန်လွန်ကျင်နာတတ်တယ်ဆိုတော့ so ထည့်လိုက်မယ် so kind အလွန်ကျင်နာတတ်တယ် တော့ဒီဖြစ်အောင်ဟိုမှာ are လေးထည့်လိုက် people are so kind လူတွေကလည်းအကျော်ကျေနပ်တတ်တယ်ဒါကြောင့်ဆိုတော့ that လေပတ်သူတွေကဆိုတော့ the visitor လေပတ်သူတွေကစောက်ကြပြန်ဘက်ကိုသွားမယ်ခံစားရတယ်ဆိုတော့ feel ဘာကိုခံစားရလဲသူတို့ရဲ့နှွေးထွေးပြူနာမှုသူတို့ရဲ့ဆိုတော့ w မဲ့ဆိုရင် they are one အနှွေးထွေးပြူနာမှုလို့ခေါ်တယ် one ဆိုနှွေးထွေးပြူနာမှုထပ်လောက်ကြည့်လိုက်အောင် our village is so peaceful that people love to live here the air is so fresh that everyone feels relaxed. The trees are so green that the whole place looks beautiful. People are so kind that the visitor feel they are warm. ဒါဆိုရင် so agitated နှလုံးတွေရှေ့မှာဘတ်တူပြီးထက် that ထက်မယ်။နောက်ဘာအကျိုးဖြစ်ပါလဲဆိုရယ်ပုံစံလေးကိုသုံးပြီးတော့ကိုယ့်ဘက်မှာစာကြောင်းကြောင်းရေးပေးခဲ့ပါအောင်။အဲ့တော့မှလည်းဆရာဆရာလက်နိုင်တကယ်နားလည်လားမလဲလားဆိုတော့သိမှာပါ။အလုံးမဲ့စူးစမ်းလေ့လာကြပါ။ Fight တယ်မှာ။